မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလူငယ်မှနိုင်ငံရေးအကျဉ်းသားအနေငယ်သာပါဝင်တယ်လို့ PPNN ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကဒီကနေ့အကျဉ်းသားများကိုလူငယ်ခွင့်ပေးရမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုနေပါပြီးအထူးအတင်းထောင်တွေမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများလုံးဝမပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ် AB လ18ရက်မှာကြာရောက်တဲ့မြန်မာနေသိကုနေပြစစ်ကောင်စီကအကျဉ်းသားအချင်းသူ4893ကိုလူငယ် င်းခွင့်ပေးကြောင်းကြေညာထားပါတယ်။ဒါပေမဲ့လူငင်းကျန်းသာခွင့်ပေးရမောင်းနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါကတက်တာခွင့်ပေးထားတဲ့ပြစ်ဒဏ်တွေကိုပါတပေါင်းနဲ့ကြားခံရမယ်ဆိုတဲ့မှတ်ချက်နဲ့လူငင်းခွင့်ပေးခြင်းလို့လည်းဖော်ပြထားပါတယ်။ 2025ခုနှစ်နိစံတရရနေ့စစ်ကောင်စီမှပြီးတဲ့လွန်ငင်းမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုလွန်စွာနေပြီးအချို့အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားများလုံးဝမပါဝင်တာကိုကဏ္ဍဦးတွေ့ရတယ်လို့ PPNN ကထုတ်ပြန်ထားပါတယ်။ကဏ္ဍဦးတည်ထားတာကတော့တချို့ထောင်တွေမှာနိုင်ငံရေးအကျဉ်းသားမပါပါဘူး။တချို့ထောင်တွေမှာနိုင်ငံရေးအကျဉ်းသား၁၀ခန်းလောက်ပါတယ်လို့သိရတယ်။အခုတော့စပြီးစည်ရင်းကောက်နေပါပြီ။အတိအကျထုတ်ပြန်ပေးပါမယ်လို့ PPNN မြေဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောပါတယ်။နိုင်ငံရေးအမြတ်ထုတ်လျက်ရှိတဲ့စစ်ကောင်စီကိုအာဆီယံနိုင်ငံများအနေနဲ့ AP 18ရက်မှာဖိတ်ကြားထားတဲ့အာဆီယံအဖွဲ့အစည်းအဝေးမှာအပါအဝင်ကြံရှိရဲ့တွေ့ဆုံပွဲများမှာလည်းအကြံဖတ်စစ်တပ်ကိုမဖိတ်ကြားဖို့တိုက်တွန်းတောင်းဆိုထားကြောင်း PPN ကထပ်မံထုတ်ပြန်ထားပါတယ်။ဒါအပြင်အကျဉ်းထောင်တည်တည်မှာမတရားဖန်ဆီးအကျဉ်းချခံထားတဲ့တမရာကြီးအဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်းပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ပါဝင်နိုင်ငံအကျဉ်းသားအများလုံးချင်းချက်မရှိအ мян ဆုံးနှုတ်ပေးဖို့အလေးအနက်တိုက်တွန်းတောင်းဆိုထားကြောင်းလည်းဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့သကိုင်းငလင်ကြီးအတွက်ပြန်ပြီးဆက်ရမယ်စစ်ကောင်စီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းငလင်ကြီးကြောင့်အဖိုးတန်လူအသက်ပေါင်းများစွာတည်ဆုံခဲ့ရတာကို တွေးမိလိုက်တိုင်းကျွန်တော်စိတ်ထဲမှာပြင်းထန်တဲ့စိတ်ခံစားချက်နှစ်ခုဖြစ်ပေါ်လာတယ်။ဝမ်းနည်းကြေကွဲမှုနဲ့ဒေါသတို့ပေါင်းငလင်ကြီးမတိုင်ခင်ကလေးကအာနာလူစစ်အုပ်စုဘေးကြောင်ဗတ်ပေါင်းဆောင်တက်တန်းနေတဲ့ပြည်သူတွေကငလင်ကြီးမှာပြည်သူထောင်ပေါင်းများစွာတည်ဆုံခဲ့ရတယ်လို့ရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုတွေကလည်းကြီးမားလို့နဲ့အတွက်ဝမ်းနည်းကြေကွဲရပါတယ်။တစ်ချိန်တည်းမှာအရင်အစိုးရတွေအထူးသဖြင့်ရွေးကောက်ခံ န်ရတအစိုးရပညာရှင်တွေကမြင်းငလင်းကြိုတင်ကာကွယ်အတွက်လုပ်ခဲ့တာတွေအားလုံးကိုမင်းအောင်လိုင်ဦးဆောင်တဲ့စေအောင်စုကဖြတ်စည်းပစ်တာကြောင့်အဖိုးရန်လူအသက်တွေအများကြီးဆုံးရှုံးခဲ့ရတာကြောင့်အာနာသိန်းစစ်ကောင်စီပေါ်အမျက်ဒေါသလည်းထွက်ပါတိုက်အောက်မှာပြိမိနေတဲ့ပြည်သူတွေကိုအချိန်မီကယ်ထုတ်ဖို့စစ်ကောင်စီကစိတ်ဝင်စားပဲပုံကျဲဖို့နဲ့ငလင်းပေးကိုနိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ပဲအလင်းအမြန်အားထုတ်နေကြတာပါဒါကြောင့်မတည်တည်မဲ့ပြည်သူတွေအများကြီးထပ်မံတည်ဆောင်းရတာဘလို့မှခွင့်တော်ပေးလို့မရတဲ့အရာဆွေးမှုကြီးပါဒါဟာ2008နာခင်မုံတိုင်းကြီး ဝင်ရောက်ပြီးစစ်အာဏာရှင်ပိုချုပ်မှုကြီးတန်းရွှေက နိုင်ငံတကာအကူအညီတွေကိုချက်ချင်းဝင်ရောက်ခွင့်မပေးလို့မုံတိုင်းတင်ပြသူတွေအရေးပေါ်အကူအညီချိန်မရသေးပဲနဲ့တောင်းခတ်ဆင်စင်နေပါတိုက်အောက်မှာရှက်ပေါင်းများစွာပိတ်မိနေရင်ကယ်ပေးဖို့တစားစားအဟင်အကူအညီတောင်းနေရင်အချိန်မီမကင်နိုင်လို့တည်ဆုံရသူတွေဖြစ်ကကျွန်တော်တို့အားလုံးကိုရှင်ကွဲပလက်ဖြစ်အောင်နာကျင်စေပါတယ်စစ်တပ်သားအာဏာမသိမ်းခင်ရင်ပြည်သူကိုတံပိုးထားတဲ့အရသာအစိုးရတွေလက်ထက်မှာဆိုရင်ဒီငလင်ကြီးလောက်ခတ်ခဲ့ရင်လည်းပြည်သူတွေအခုလောက်တည်ကြည်ပြည့်စည်ခဲ့ရမှာမဟုတ်ပါဘူး အဖိုးတန်လူအသက်တွေကိုအများကြီးကဲတင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့ဒီအတွက်လည်းခိုင်မာတဲ့အချက်လက်တွေရှိပါတယ်။သခိုင်းငလင်ကျော်ပေါ်မှာဖင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံမှာအခုလိုငလင်ကြီးတွေလုံမဲ့ဆိုတာမြင်းငလင်ပညာရှင်တွေ၊ဘူမိဗေဒပညာရှင်တွေ၊အင်ဂျင်နီယာတွေကကြိုတင်တွက်ဆထားခဲ့ကြပြီးဆယ်စုနှစ်ပေါင်းများစွာကလေးကတတိပေးခဲ့တာပါ။သခိုင်းပြည့်ရည်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့ဒေါက်တာဝင်းဆွေလည်းတတိပေးခဲ့ပါတယ်။မြင်းငလင်ကော်မတီကိုစတင်တည်ထောင်ခဲ့သူတွေကတအုပ်ဖြစ်တဲ့ဦးတမ်းမြင့်ကလည်းတတိပေးခဲ့ပါတယ်။ထင်ရှားလာတဲ့မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်လည်းတတိပေးခဲ့ပါရယ်အခုနောက်ဆုံး2025မတ်လဆန်းမှာပဲမြင်းကလင်ပညာရှင်ဦးစိုးသူရာထွန်းကလည်းသကိုင်းပြည့်၍တခြားအနာဂတ်မှာကြုံလာမယ့်မြင်းကလင်ကြီးတွေအတွက်တတိပေးခဲ့ကြပြောခဲ့ကြပါရယ်ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုဆရာနာရှင်တွေကတော့အလေးမထားပါဘူး။ဒါကို2008ခုနှစ်တုန်းကကြုံခဲ့ရတဲ့နာခဲ့ဆိုင်ကလုံးမုန်တိုင်းနဲ့အခုသကိုင်းငလင်ကျော်ကြီးတို့ကပို့ပြီးထင်ရှားစေခဲ့ပါတယ်။2015ရွှေကောက်ပွဲအနိုင်ရရွှေကောက်ခံ အယက်သားအစိုးရလက်ထက်မှာပညာရှင်တွေရဲ့အကြံပြုချက်တွေကိုတန်ဖိုးထားခဲ့ပါတယ်။ဒါကြောင့်ယက်သားအစိုးရလက်ထက်မှာအမျိုးသားစင်ကလင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်ကို2019ခုနှစ်ကစတင်ရေးဆွဲပြုစုပြီး2019ခုနှစ်မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။ငလင်ဘေးကြီးကြုံလာရင်အဖိုးတန်လူအသက်တွေပျက်စီးဆုံးရှုံးမှုနည်းပါအောင်ဘလို့တုံ့ပြန်မလဲ၊ဘလို့ပညာတွေလုံးမလဲ၊ဘလို့ကြိုတင်လေ့ကျင့်ကြမလဲစတာတွေအသေးစိတ်ပါဝင်ပါတယ်။ငလင်ကြီးလှုပ်ပြီးပထမအဆုံး24နာရီဘလို့အသက်တွေကင်းမလဲ၊ပထမအဆုံး82နာရီဘလို့လုံးမ လဲပထမအဆုံး9ရက်ကိုဘယ်လိုတုံ့ပြန်မလဲပြည်သူအသက်တွေကဲတယ်မလဲဆိုတာအသေးစိတ်ပါဝင်ပါတယ် ပြီးတော့ဒါရီဟာဆောင်ရွက်ပုံကစီမံချက်တွေမဟုတ်ဘဲလက်တွေ့ဇက်တိုက်လေ့ကျင့်တာပြည်သူတွေကိုပညာပေးတဲ့အဆင့်ထိရောက်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်တွေအာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ငံရဲ့ပြည်သူကိုကာကွယ်မဲ့အစီအမံတွေအရင်းမြစ်တွေမှာအမိုက်ပုံးနဲ့ရောက်ကုန်မှာတော့တယ်။ဒါပြင်ရွှေကောက်ခန်းရတားဆိုရကတဘာဝ BN ရဲ့ကာကွယ်ရေးအတွက်တမိုင်းတခြားပထမဆုံးချင်းခင်မီကင်စိန်ရဟယင်တစည်းဝယ်ပြီးခဲ့ပါတယ်။တဘာဝဘီအရေးပေါ်ကင်စိန်ရဟယင်ကိုစေအုပ်စုကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တမောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဝင်းမြင့်တို့ကိုအာဂရီ ိုင်စားမှုပုံမှတ်တက်ပြီးတရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ပြည်သူအတွက်ဝယ်ထားတဲ့ရဟယင်ကိုစေအုပ်စုကသိမ်းယူသွားပါတယ်။2024စက်တင်ဘာလမှာရှိကြီးတုံးကရောအခုစကိုင်းကလင်ပေးမှာရောအဲ့ဒီရဟယင်ဟာပေါ်မလာပဲပျောက်သွားပါတယ်။ အလာဒူအယတာဆိုရကတဘာဝ BN ရဲ့ဂျူတင်ကာကွယ်ရေးအတွက်အရေးပေါ်ရှန်ပုံငွေဘီလီယံ400ကျော်ရတာခဲ့ပါတယ်စစ်ကောင်စီကအဲ့ဒီငွေတွေကကြံငွေအလုံးကိုတင်ယူပြီးစစ်တပ်နဲ့နှိစက်တဲ့လုပ်ငန်းရှင်တွေတိုင်းနစ်ပြည်နယ်တွေကစစ်ကောင်စီဖွဲ့ဝင်တွေကိုခွဲဝေပေးခဲ့ပါတယ်အခုငလင်ကြီးကျုံတဲ့ကစစ်ကောင်စီကကင်ဆယ်ရေးစနစ်ကိုစနစ်တကျမလုပ်ဘဲနိုင်ငံတကာနဲ့ခရိုနီနေစီကအကူအညီတောင်းခံတာကိုအရင်ဆုံးလုပ်ခဲ့ပါတယ်တကယ်တော့နိုင်ငံတကာကိုအကူအညီတောင်းခဲ့တာကလည်းနေပြည်တော်ပြည်စည်းလွန်းလာရဲ့အာဏာလုထားပြီးပြည်သူကိုနေစဉ်တတ်နေတဲ့အတွက် ွန်းနိုင်ငံတကာငလင်ပြီးမှဖဲ့ကျင်ခံရထားရတာမို့ငလင်အကြောင်းပြုနိုင်ငံတကာရဲ့အတိမတ်ပြုမှုရကျင်နိုင်ရဲ့အကြောင်းအဓိကရှိရွေးချက်ဖြစ်ပါတယ်။ပိုဆိုးတာကတော့ရှိပြီးမှရောစစ်တပ်ရဲ့ရဟတ်ရင်လီရင်တွေကိုအသုံးပြုပြီးပြည်သူတက်ကြတာဟန်နောင်ပန်နောင်တစ်ချိန်မှမရှိခဲ့ပါဘူး။အဲဒီအစားငလင်လုတ်ပြီးမိနစ်ပိုင်းတွင်းမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကိုဘုံသွားကျဲပါတယ်။သကိုင်းတိုင်းချောင်းကိုဘုံကျဲပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ၊ကုညီအဖွဲ့တွေရောက်လာတဲ့အချိန်မှာလည်းအဲဒီအဖွဲ့တွေကအသက်ကယ်တဲ့အလုပ်တွေလုပ်သူတို့က စစ်ဆက်တိုင်မယ်ဆိုရမလို့စစ်တပ်ကကဲစိမ်းမှာဘာမှမလုပ်ဘဲနိုင်ငံတော်ဘုံပဲပတ်ကျဲပါတော့တယ်။အရက်သားအစိုးရရဲ့လက်ထက်မှာဆိုရင်ရောဒလောက်ဖြစ်အားပြင်းနေငလင်လှုပ်ရင်ပြည်သူတွေတည်ကြည်ပျက်စီးမှာပဲမလားလို့အမေးရှိနိုင်ပါတယ်။ဒီလောက်အားကြီးရဲ့မြင်ငလင်လှုပ်ရင်ပြည်သူတွေတည်ကြည်ပျက်စီးမှုရှိမှာမှန်ပေမဲ့အခုလောက်တည်ကြည်ပျက်စီးမှုဆုံးရှုံးမှုမများနိုင်ပါဘူး။ရွေးကောက်ခံအရက်သားအစိုးရကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းကြိုတင်ကာကွယ်ရေးလုပ်ခဲ့ရင်ငလင်ဘေးကျုံနေချင်းတုံ့ပြန်ရမယ့်အဆင့်တွေကို အတိုင်းစနစ်တကျလုပ်ခဲ့မယ်ဆိုရင်တိုင်းအောက်တွင်မှပြီးမိနေတဲ့ပြည်သူတွေအများကြီးကိုကယ်ထုတ်နိုင်ခဲ့မှာဖြစ်ပါတယ်။ရွှေကောက်ခံအစိုးရဖြစ်တာမို့နိုင်ငံတကာအကူအညီတွေလည်းမြန်မြန်ဆန်ဆန်နဲ့ပို့ရမှာဖြစ်ပါတယ်။ပို့ရေးကြီးတာကအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပြည်သူတွေကရောအယက်သားအစိုးရပါအခုထပ်ပို့ပြီးမြန်မြန်ဆန်ဆန်ထိထိရောက်ရောက်အများကြီးလုပ်နိုင်ခဲ့မှာသိကြပါတယ်။ဒါကို2020ကမ္ဘာကံရောဂါကိုဗစ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပြည်သူနဲ့အစိုးရရဲ့ပြည်သူတွေကအကောင်းဆုံးမှတ်တိုင်တွေစိုက်ထားခဲ့ပြပြီးဖြစ်ပါတယ်။ မြင်းကလေးနီဟာဘယ်တော့လုံမယ်ဆိုတာအတိအကျခံမှန်းပြောဖို့လည်းမဖြစ်နိုင်တလို့မြင်းကလေးမလုံအောင်လဲဘယ်နည်းပညာနဲ့မှမတားဆီးနိုင်ပါဘူးဒါပေမဲ့ငလင်လုံရင်တေဆုံးထိခိုက်ပျက်စီးမှုတွေလျော့ပန်းအောင်တုတ်တင်ကာကွယ်လို့ရပါတယ်ဆေးအုပ်စုကတော့မြင်းကလေးတုတ်တင်ကာကွယ်ဆိုတာအာနာလူထားတဲ့လေးနှစ်အတွင်းဘယ်တော့မှစဉ်းစားခဲ့ပုံမရပါဘူးတုတ်တင်ကာကွယ်တာကတော့ဗလာနှစ်တီပါဒါကြောင့်လေ နေပြည်တော်အပါအဝင်မန္တလေးသက္ကိုင်းစားတဲ့မြို့တွင်ငလင်တန်းအကြီးကျယ်ခံလိုက်ရချိန်မှာစစ်ကောင်စီကဘာမှမလုပ်တတ်တော့ပါဘူး။မင်းအောင်လိုင်လုတ်တတ်တာကတော့ကြောင်စင်မြို့မှာငလင်ချောင်းပြိုချလူလူနီတောင်တုံကြီးကိုမိုင်းခွဲပြီးဖြိုမချပဲကွန်ကရစ်ပီးလက်မြေလောင်းပြီးထားရမယ်ဆိုတဲ့အကြံဉာဏ်မျိုးတွေထုတ်တတ်တာပဲဖြစ်ပါတယ်။ အာနာလူခေါင်းဆောင်ရဲ့ပြည်သူတွေရဲ့အသက်တန်ဖိုးမထားပဲရွှေချထားတဲ့ကြောက်တုံးကြီးကိုဗိုလ်တန်ဖိုးထားတာကြောင့်ဒေသခံတွေကတော့ကြောက်တုံးကြီးပြိုကျမဲ့ဘေးစိုးရိမ်တော့ကများနေကြပြီဖြစ်ပါတယ်။ဒါအပြင်တောင်ကြီးမြို့ကိုမိသားစုလိုက်ပြေးပြီးရွှေဖုံးဖွင့်စီတော်ကိုထီးတင်ပြီးရတရားချီတာမျိုးမှာအာနာသိန်းခေါင်းဆောင်ကခြေသွက်လက်သွက်ရှိပါတယ်။ဒါကြောင့်မင်းဟောင်းလိုင်ဟာသခိုင်းငလင်ကြီးမှာတိုင်းပြည်ကိုအထင်အောင်ကြိုတင်လှုပ်ကြံခဲ့တဲ့တရခံဖြစ်ပါတယ်။တိုင်းအောင်မှာပြိမိနေတဲ့ပြည်သူတွေအချိန်မီကင်မထုံနိုင်လို့တည်ပြီးမှငလင်ဘေးတင်ဒေသတွေကိုဟန်ရေးပြဖို့ရှောက်သွားနေုံနဲ့လူစွမ်းကောင်း ်လုပ်လို့မရပါဘူးဒီလောက်နဲ့တဘာဝဘေးအတွက်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုဖျက်ဆီးခဲ့ပြီးတိုင်းပြည်ကိုကိုယ်ခံအားနည်းအောင်လုပ်ခဲ့တဲ့အဓိကတည်ရခန့်ကိုခွင့်လွှတ်ပေးလို့မရပါဘူး စစ်တပ်အာဏာသိမ်းပြီးကတည်းကအရက်သားစိုးရလက်ထက်ကရှိခဲ့တဲ့တဘောင်ဝဘင်းအနေကာကွယ်အစီအမံတွေကိုဘာမှထပ်မလုပ်တော့ဘဲရပ်လိုက်ပါတယ်တိုင်းပြည်ဗန်နာတွေကိုလည်းတဘောင်ဝဘင်းကာကွယ်ရေးအတွက်မတုံ့ပဲစစ်တိုက်ဖို့ပဲအဓိကတုံးဆွဲခဲ့တာပါတဘောင်ဝဘင်းအနေတုံ့ပြန်ရေးမှာအရေးကြီးလာတဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်တွေတောင်အာဏာသိမ်းစစ်တပ်လက်အောက်မှာစစ်သားစုဆောင်ခံရသလိုမိသက်သမားတွေပါမရှောင်းရှီတန်းပို့စစ်တိုက်ခံရတဲ့အခြေအနေတွေရောက်ကုန်တယ်လို့យေတာထားတာကိုတင်ဆက်ပေးလိုက်ရပါရရှင်